ကဲမျိုးရအောင်မယ်မင်္ဂလာပါအော်မီဂျူချန်နယ်ကကြိုဆိုပါရစေကျွန်တော်တို့မနေ့ကတော့တင်ပေးလိုက်တယ်လီလုံးခွေနှစ်ခွေတင်ပေးလိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့မှာဒီအပူကတ်နဲ့နောက်ထပ်သုံးလုံးခွေတစ်ခွေပေါ့နော်သုံးလုံးခွေလေးတစ်ခွေထပ်တင်ပေးမယ်ပေါ့နော်အဲ့ဒါလေးကိုကစားလို့ရတယ်ကိုစိတ်ကြိုက်ပေါ့နော်လီလုံးခွေရလဲမာတယ်ဗျာသုံးလုံးခွေနဲ့လီလုံးခွေဆိုရင်တော့ဒါပြောရမလို့ရကလည်းအကွက်လဲကွာတဲ့အတွက်လီလုံးခွေကတော့ပူမာပါပဲ ဒါပေမဲ့၃လုံးခွကြိုက်တယ်၃လုံးခွကစားပါတော့ကျွန်တော်တို့ဒီလိုခွန်လေးခွန်လေးခွန်လေးဆိုပြီးတော့ထွက်ထားပြီဆိုရင်သူ့ရဲ့အောက်မှာတော့အပူအပူ အပူအပူအပူဆိုပြီးတော့ကျွန်တော်အပူဆိုပြီးတော့ပြက်ပြင်မရှိသားဘူးပေါ့နော် အပူတောက်လျှောက်ထွက်ပြီးသားတယ်နောက်ထပ်အထောက်အလူနဲ့ကကျွန်တော်ရေးဒီကောင်လေးဒီလိုကိုကိုလိုထွက်ပြီးသားပြီးကို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 တွေထွက်ပြီးသားပြီးချိန်နှစ်ချိန်ကြီးထွက်နေတာဖြစ်တယ်ပေါ့နော်ဒါလေးကတော့ frame 2ရဲ့အထောက်အလူနဲ့ပါပဲခဏက frame ကြီးပဲအတိကနောက်ထပ်တစ်ခုပေါ့နော် အပူနဲ့ပတ်သက်ပြီးတော့ဒီကောင်ဒီလိုကျွန်တော်တို့6နှစ်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 တွေထွက်လာပြီဆိုလို့ရှင်လေသူကသူ့ရဲ့ဒီအောက်မှာသူကတင်းနာနေမှာပဲသူအပူ အပူအပူဆိုပြီးကျွန်တော်တို့ကအပူဆိုပြီးတော့ရှိရပါတော့အဲ့အပူလေးရှိမယ်အဲ့တော့အပူတစ်ဖက်ရှိမယ်နောက်ထပ်အခွေကကျွန်တော်ဒါပြီးခဲ့တဲ့ဘက်ကလည်းပြခဲ့တယ်အခွေပဲเนาะပြီးခဲ့တဲ့ဘက်ကလည်းအောင်သွားတယ်ဒီခွေပဲကျွန်တော်ဒီလို73နေထွက်ထားတယ်ဆိုလို့ရှင်73 73 73ထွက်လာရင်ဒီခွေကဒီမှာထွက်တယ်သူကနှစ်ပတ်စလိုက်ထွက်တာပါเนาะကျွန်တော်တို့ဒီငငါခွန်ဆိုတဲ့ခွေကတော့ခွန်ခွန်လို့ထွက်တယ်လို့ကျွန်တော်ငါခွန်လို့လည်းထွက်တယ်ပြီးရင်ဒီ 38ဆိုတဲ့အခွေရဒီမှာ38လို့ထွက်တယ်လို့ဒီမှာ3881ဆိုပြီးရထွက်တယ်။49ဆိုတဲ့အခွေရ49ထွက်တယ်ဒီမှာ24လို့ထွက်တယ်။ဒါပထမဘက်ကဘောနော်။190ခွေရ90ထွက်တယ်လို့ဒီမှာ2950ကိုထွက်တယ်။ဒီ96နဲ့ဆိုတဲ့အခွေရဒါပြီးခဲ့တဲ့ဘက်က65ဆိုပြီးထွက်သွားမှတ်မိကြလားမသိဘူး။တချို့ပိတ်ဆွေရောမှတ်မိနေမယ်။ဒီမှာကျွန်တော်တို့96နဲ့ဆိုတဲ့အခွေဘောနော်ဒါလေးရလည်းမစိုးဘူးဗျာ။ရှေ့မှာ၄ပြီဇက်တိုက်ပြီးတာအပေါ်မှာလည်းပြီးတာဆိုအဲ96နဲ့အခွေအဲ96နဲ့အခွေကိုမှကျွန်တော်တို့က B 85ကိုတော့85လို့ထွက်သွားတယ်။ဒီ31ကတော့မထွက်သွားဘူး။ဒီ2လေးကိုကျွန်တော်ဒီမှာ2လေးလို့ထွက်ထားတယ်။ဒီ2 5ကိုကျွန်တော်ဒီမှာ2 5လို့ထွက်ထားတယ်ဆိုရင်ဒီ56ဆိုရင်ကဏ္ဍကဒီမှာကျွန်တော်တို့ main အနေနဲ့56ဆိုပြီးတော့ဖြစ်သွားမယ်။56တကောပေါ့နော်။အဲ့တော့ကဏ္ဍလေး2ကွက်ရှိရဲ့အဲ့ကောင်ကဘာလဲဆိုတော့ကျွန်တော်ဒီမှာကျောဒီမှာ96 96 96ဒါတော့ကျွန်တော်ရှိမှာဒီပေးကအကုန်ပဲဒီကောင်ဘာလို့ကြိုက်လဲဆိုရင်ဒါအပင်ကတော်တော်လေးပဲသုံးဝင်မဲ့ထွက်ထားတယ် ဲ့တော့ကျွန်တော်အများကြီးတော့ညောင်းနေလို့မရဘူးဒါပေမဲ့လို့ तू ကကျွန်တော်တို့ तू ပေးနေတာဒီ3ထိပ်နဲ့32လို့ပေးတယ်3ထိပ်နဲ့32လို့ပေးတယ်3ထိပ်နဲ့32လို့ပေးတဲ့အတွက်ကျွန်တော်32ကဒက်32တကွက်ဒက်ထိုးရမှာပေါ့နော်အဲ့ဒါရှိမယ်အဲ့ဒါလေးလေးကစားမယ်ဆိုကစားလေးက तू ကဗိုလ်တပုကြတာပြီးတော့ပဲထွက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်အင်္ဂါလောက်မှကြိုက်တယ်အဲ့32ကိုပေါ့နော်ပြီးွားလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ကြည့်ကြ ဒီပြန်ရမှာဆိုလို့ရှင်လေကျွန်တော်တို့ဒီလိုတင်းနေတာမနဲ့တော့ပြန်ကြရည်အောက်မှာကျွန်တော်တို့သူကဒီဘက်မှာဆို3တုံညာ3တုံညာ3တုံညာဆိုဒီမှာတော့သူကနှစ်ပင်ပိတ်သွားတယ်ဒါပေမဲ့တခုစဉ်းစားနေရရှိတာကဒီမှာပိတ်တဲ့အတွက်ဒီမှာလာထွက်တယ်ဒီကောင်တော့ခဏမိထားလိုက်နော်ထားလိုက်တော့ဒါအပေါ်မှာလည်းထွက်ထားလို့အဲ့တော့သူတို့ဒီမှာကျွန်တော်ပိတ်ရရှိလို့မထွက်ဘူးဆိုဒီအောက်မှာလာထွက်နိုင်တယ်ပြီးတော့သူထွက်နေရသည်လည်းပဲကျွန်တော်တို့ 3ထိတ်နဲ့30 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 3ထိတ်နဲ့30ဆိုပြီးတော့တောက်လျှောက်ထွက်ပြီးနေတာဖြစ်တဲ့အတွက်ဒီမှာ3ထိတ်နဲ့30ဒဲဆိုတဲ့ခဏတစ်ခွက်ရှိတယ်အဲ့တော့အဲ့30နဲ့32ကဒဲပြောမယ်ဆိုရင်ဗျာ3ထိတ်ပေါ့ သုံးထိတ်ကိုမှမိန်တင်ထိုးမယ်ဆိုရင်သုံးထိတ်ထိုးကျင်လည်းရတယ်အဲ့မှာမှဇင်မိန်တင်ထိုးကျင်လည်းဆိုလို့ချင်းထိတ်တီးတဲ့ကစားကျင်တဲ့လူတွေကသုံးထိတ်နောက်ဆုံး33နှစ်ကမိန်ပေါ့အဲ့အဲ့လိုမျိုးကစားကျင်လည်းကစားရတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လောက်ထိတော့စိတ်ဝင်စားဘူး30နဲ့32ကိုထက်အဲ့နှစ်ခွက်ကိုထက်ကစားတဲ့လူချင်းတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒါတနေ့နေ့နေ့တိုက်ကိုဒီဖရိမ်မှာကျွန်တော်ဒါအပူဖရိမ်လေးပေါ့နော်အဲ့မှာကျွန်တော်တို့9966နဲ့64နဲ့ဒီကနန်း3ခွက်ကိုကျွန်တော်ရွေးထားတာပေါ့နော်ဒါတနေ့နေ့တနေ့နေ့ ေတိုက်ပေါ့နော်တင်းတာနေတိုက်ဒါကျွန်တော်တို့ဒီမနက်ဖြန်ကိုကစားအမယ်ကလန်းပေါ့နော်အဲ့မှာမှာ तू อ่ะဒီကျွန်တော်တစ်ချက်ပြမယ်ဒီမှာ तू อ่ะ6နှစ်ထွက်တယ်9 9ဆိုတဲ့ကလန်းထွက်တယ်6နှစ်ထွက်တယ်6 6ဆိုတဲ့ကလန်းထွက်တယ်6နှစ်ထွက်တယ်9 9ဆိုတဲ့ကလန်းအဲ့တော့ကျွန်တော်တို့ဒီ55နဲ့66ကထည့်ကိုထိုးရမှာမဖြစ်မနေဒီအပြင်ကို तू อ่ะဘာရှိလဲဆိုတော့ကျွန်တော်ဒီမှာ6လုံးပိုင်း6လုံးပိုင်းဒီမှာကျွန်တော်6လုံးပိုင်းဆိုပြီးရရှိရဲ့ အဲ့တော့6လုံးပိုင်းဆိုပြီးရှိရင်နောက်ထပ်တစ်ချက်ရှိတာက separate 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 ဆိုပြီးထွက်တာဖြစ်လို့အတွက်6လုံးပိုင်းနဲ့ separate ဆိုရင်ကျွန်တော်64တခွက်ကိုထည့်တော့ထိုးရမှာဗျာနော်6လုံးပိုင်းလည်းထွက်နေတယ်၊၃ညပိလည်းထွက်နေတယ်၊၃ပင်စလုံးပိုင်းမှာ separate 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 6ပိုင်6ပိုင်6ပိုင်ဆိုပြီးထွက်နေတာဖြစ်တဲ့အတွက်6လုံးပိုင်20ပြီဆို64တခွက်ကရှိမြဲအဲ့ဒါနေတိုက်ပေါ့နော်ဒီ3ခွက်ဒါတနင်္လာနေ့အတွက်နေတိုက်ဒီ3ခွက်ရှိမြဲပေါ့နော်ဒီကတော့ငါဒါပြခဲ့2ခွေပေါ့နော်ဒါ၄လုံးခွေ2ခွေပေါ့နော်ဒီအပေါ်ကဒီအောက်မှာဒီနေ့အပူအတွက်ကိုကျွန်တော်က main နေနဲ့ငါးငါး6 6ပဲရွေးထားတယ်ငါး6နဲ့အခွေမှာဆိုရင်ငါး6နဲ့ငါးနှစ်ပေါ့နော်ဒါငါးနှစ်ကတော့ကြရင်လည်း main ထည့်လို့မကြရင်ဒီမှာငါး6ကိုတော့ကျွန်တော်ထည့်ပြထားတယ်ပေါ့နော် ြီးရင်နောက်ထပ်ထိုးရမယ်က30နဲ့32ဒါတဲ့ပဲထိုးရမှာနော်တဲ့ပဲအဲ့ဒါပဲရှိမယ်အခုဒီမှာတကက်2ကက်3ကက်4ကက်၄လုံးခွေ2ကက်နဲ့ကျွန်တော်တို့အပူးတကက်3လုံးခွေတကက်ဒီဘက်ကစားလို့ရအောင်လို့တင်ပေးထားတယ်ပေါ့နော်ကဲမျိုးတွေအားလုံးပဲအောင်မြင်ကြအောင်ကြပါစေနော်